ရေဒီယို NUG သတင်းရှင်မိဘပြည်သူများမင်္ဂလာပါခင်ဗျာ ခုချိန်ကစပြီး2025ခုနှစ်ဇွန်လ22ရက်နေ့ညပိုင်းမှာတင်ပြပေးမယ့်ရေဒီယို NUG ရဲ့ညပိုင်းပြည်တွင်းသတင်းများကို ဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါရယ်ခင်ဗျာကျွန်တော်ကတော့မင်းယူပါပထမဆုံးသတင်းအနေဖြင့်အင်းတော်မြို့နယ်နဘာရွာကရန်အောင်မင်္ဂလာဘုန်းကြီးကျောင်းကိုစစ်တပ်ကလင်းရင်နဲ့ပုံကျဲတဲ့သတင်းကိုတင်ပြပေးပါမယ်စကိုင်းတိုင်းအင်းတော်မြို့နယ်နဘာကျေးရွာမှာရှိတဲ့ရန်အောင်မင်္ဂလာဘုန်းကြီးကျောင်းကို ကျမ်းဖတ်စစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ဘုံကြီးကျောင်းပျက်စီးပြီးခီးသွွားအမျိုးသမီးတဦးဒဏ်ရာရသွားတယ်လို့ဒေသနေပြည်သူတွေကပြောပါတယ်စစ်ကောင်စီဟာနဘာလန်းစုံမှာရှိတဲ့ရန်အောင်မင်္ဂလာဘုံကြီးကျောင်းကိုပိတ်မတ်ထားပြီးဒီနေ့ဇွန်လ22ရက်မနက်9:45မိနစ်မှာတကြိမ်9:52မိနစ်မှာတကြိမ်ဘုံကျဲတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်စစ်ကောင်စီတပ်ကတိုက်ပွဲဖြစ်တာမရှိဘဲလေကျောင်းကနေနှစ်ကြိမ်ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့် ဖုန်ကြီးကြောင်းပျက်စီးသွားပြီးခရီးသွားအမျိုးသမီးတဦးခေါင်းမှာဘုံးစထိမှန်ဒဏ်ရာရသွားတယ်လို့ဒေတာတွင်သတင်းတွေကိုဖော်ပြနေတဲ့ Indo Revolution IR ကအသိပေးထုတ်ပြန်ပါတယ်။အဲ့ဒီဖုန်ကြီးကြောင်းဟာမန္တလေးမြေကြီးနားကားလမ်းပေါ်မှာရှိတာဖြစ်တဲ့အတွက် ဖီးသွားမျိုးသမီးတူဘုံစအထိမှန်တန်ရာရသွားတာလို့သိရပါဗျ။နဘာချေးရွာဟာ2023ခုနှစ်စက်တင်ဘာလလောက်ကတည်းကလူနေထိုင်ခြင်းမရှိတော့ဘဲစစ်ဘေးရှောင်နေရတဲ့ရွာဖြစ်ပြီးခရီးသွားပြည်သူတွေသာဖြတ်တန်းသွားလာလေးရှိတဲ့နေရာဖြစ်တာကြောင့်လူထိခိုက်မှုနည်းသွားတာလို့လည်းသိရပါဗျခင်ဗျာ။ဒီခုနောက်ဆုံးသတင်းအနေဖြင့်ဒီမော့ဆိုအနောက်ချမ်းမှာ73စီတွေဈေးတင်ရောင်းရင်အေးအေးယူမယ်လို့တော်လိုင်းရင်တက်တွေသတိပေးတဲ့သတင်းကိုတင်ပြပေးပါမယ်။ ကရင်နီပြည်ဒီမော့ဆိုနောက်ဖက်ချမ်းမှာ73စီတွေကိုအစမတန်ဈေးတင်ရောက်မယ်ဆိုရင်ထီထီရောက်ရောက်အေးအေးယူမယ်လို့တော်လိုင်းတက်တွေကသတိပေးပြောဆိုလိုက်ပါတယ်။ဓာတ်ဆီနဲ့ဒီဇယ်ဈေးတွေဟာရှိသင့်တဲ့ဈေးနှုန်းထက်အစမတန်မြင့်နေတာကြောင့်ဒေသနေပြည်သူတွေအခက်အခဲများစွာနဲ့ရင်ဆိုင်ကြုံတွေ့နေရတာကြောင့်အခုလိုသတိပေးပြောကြားလိုက်တာဖြစ်ပါတယ်။ ီမော့ဆိုနောက်ဖက်ချမ်းမှာရှိတဲ့မိဘပြည်သူတွေလက်လုပ်လက်စားတွေအထွေထွေအလုပ်သမားတွေလေသမားတွေနဲ့ဆေးရုံစည်းကမ်းတွေကဝန်ထမ်းတွေကလည်းအစမတန်မြင့်တက်နေတဲ့ဓာတ်ဆီဒီဇယ်ဈေးနှုန်းတွေထိညှိပေးဖို့တိုင်ကြားလာတာတွေလည်းရှိနေတယ်လို့ပြည်သူ့ကာကွယ်ရေးတပ်ဒီမော့ဆိုနဲ့ကရင်ပြည်သူ့လွတ်မြောက်ရေးတပ်ဦးကာလာလတ်တာတို့ကအသိပေးပါတယ်။ဒါကြောင့်ဒီနေ့ဇွန်လ22ရက်ကစပြီးတတ်မှတ်ထားသောဈေးနှုန်းအတိုင်းတင်သွင်းရောင်းချကြဖို့ဒီမော့ဆိုအနောက်ဖက်ချမ်းကိုတင်သွင်းနေတဲ့စီးကုန်းတွေကိုသတိပေးထားပါတယ်။ တော်လိုင်းရင်တက်တွေအနေနဲ့မူရင်းဓာတ်စီဒီဇယ်စီဝယ်စင်းတော့အခွန်အခါနဲ့ယင်းနှိမ့်မြုံနံမှုအမျက်ငွေစတာတွေကိုအနည်းဆက်ဆုံးတွက်ချက်ပြီးမှအများပြည်သူအတွက်ရည်ရွယ်လှုပ်ဆောင်လိုက်တာဖြစ်ပါတယ်။တော်လိုင်းရင်တက်တွေအနေနဲ့ဓာတ်စီတပိပါကို73သိန်းဒီဇယ်တပိပါကို72သိန်းနှုန်းနဲ့တင်သွင်းရောင်းချကြဖို့သတ်မှတ်ပေးထားပြီးသတ်မှတ်ဈေးနှုန်းထက်ပိုပြီးတင်သွင်းရောင်းချသူတွေကိုထိရောက်စွာအရေးယူသွားမယ်လို့ထုတ်ပြန်ထားပါတယ်ခင်ဗျာ။ အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတောက်ကိုခန့်မှပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ။